။စာဖတ်မိတ်ဆွေများအားလုံးမင်္ဂလာပါ။ဒီတစ်ခေါက်တင်ဆက်ပေးတော့မယ့်စာအုပ်လေးကတော့ဆရာမောင်တန်းဘာသာပြန်ဆိုထားတဲ့ Ikigai ဂျပန်တို့၏တတ်ရှည်ပျော်ရွှင်ဘဝနေနည်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ Ikigai ထူးဆန်းတဲ့စကားလုံးတိုဂျူမျိုးရဲ့မိုးဖွဲ့ဖွဲ့လေးရွာနေတဲ့ညတညမှာစာရေးသူတို့နှစ်ယောက်ဟာဘီယာစာရင်းတစ်ဆိုင်မှာခံရင်းနဲ့ စကားပြောနေကြရကနေဒီစာအုပ်ကလေးအသက်ဝင်လာခဲ့တယ်ဆိုကြပါစို့ဂျပန်နဲ့ဘာစီလိုနာတနေရနဲ့တနေရမိုင်းထောင်ကြီးဝေးနေကြတော့တယောက်နဲ့တယောက်တွေ့ဆုံဖို့ကလည်းမလွယ်ဒါပေမဲ့တယောက်စာတွေကိုတယောက်တော့ဖတ်ဖူးနေကြပါဒီလိုရင်းနှီးခင်မိမှုကနေအခုဆိုရင် အလုပ်တူတူတွေ့လို့တဲ့အဆင့်ထိရောက်လာကြတာပဲနောက်တစ်နေ့ကြာပြီးမှကျွန်တော်တို့နှစ်ယောက်ပြန်ဆုံကြတော့နှစ်ယောက်သာတူချူမြို့လယ်မှာ ဟိုဟိုဒီဒီလျှောက်သွားကြရင်အနောက်တိုင်းစိတ်ပညာနယ်ပယ်မှာလက်ရှိခေတ်စားနေတဲ့အရာတွေကြောင်းအထူးသဖြင့်လိုဂိုသီရပီဆိုတဲ့ပညာရဲ့အကြောင်းကိုဆွေးနွေးဖြစ်ကြတယ်။လိုဂိုသီရပီဆိုတာလူတွေရဲ့ရည်မှန်းချက်တွေရှာတွေ့စေဖို့တနည်းသဖုံကူညီပေးတတ်တယ်လေ။ဗီတာဖရင်ရဲ့လိုဂိုသီရပီပညာရဲ့ဟာထိအောက်သွားပါပြီ။အခုဆိုရင်ကုခန်းစိတ်ပညာရှင်တွေကတခြားစိတ်ပညာကုထုံးနည်းစနစ်တွေကိုဒါအသုံးပြုနေကြပြီ။ ဒါပေမဲ့လည်းလူတွေကတော့သူတို့ရဲ့ဘဝရဲ့တန်ဖိုးတွေကိုရှာကြံနေကြဆဲပါပဲဒီတော့ကျွန်တော်တို့ကိုကိုကိုပြန်ပြီးမိတယ်ငါတို့ဘဝရဲ့အိပယ်ကဘာလဲအသက်ရှိရှိ နေရုံပဲလားဒါမှမဟုတ်ဒီထက်ပိုမြင့်မားတဲ့ရည်ရွယ်ချက်ရှိသေးလားပေါ့လူတို့ကသူတို့ဘဝရည်ရွယ်ချက်တွေဘဝမှာစိတ်ဝင်စားတဲ့အရာကိုလုံးချင်တဲ့အရာတွေကိုသိရှိပြီးတော့ဘဝကိုကြည်ကြည်နက်နက်နေထိုင်နေကြတဲ့အချိန်မှာတခြားလူတွေက ။ဘာကြောင့်ကိုဘဝရွယ်ချက်ကိုရှာမတွေ့နိုင်ဘဲနဲ့ရောင်းချာချာဖြစ်နေကြရတာလဲ။ဒီလိုပြောရင်းဆိုရင်လည်းအခုစာအုပ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ Igi Gain ဆိုတဲ့စကားလုံးခေါင်းထဲဝင်လာတာပါပဲ။ဒီဂျပန်စကားလုံးရဲ့အကျဉ်းဖြစ်အသေးပဲကတော့အလုံးများနေရတာကိုကျင့်နေချင်းတဲ့။တနည်းဒါဟာလိုကိုသီရပီနီးစနစ်တစ်ခုပဲ။ဒါပေမဲ့ဒီထက်တော့နည်းနည်းပိုနှက်ဆိုင်တာပေါ့။ဒီနီးစနစ်ဟာဂျပန်နိုင်ငံအိုကီနာဝါကျွန်းကဘိုတက်ရှိ ဘွားတက်ရှိရဲ့တော့ချက်တခုဆိုလဲမမှားဘူး။အိုကီနာဝါကျွန်းမှာလူတသိန်းဆိုရင် အသက်တရာကျော်သူ24.5ဦးရှိပြီးကမ္ဘာပြင်းမြအသက်ရှည်နှုန်းထက်တောင်ပိုများသေးတယ်။ဂျပန်နိုင်ငံတောင်ပိုင်းအိုကီနာဝါကျွန်းမှာနေတဲ့လူတွေဟာသူများတွေထက်ဘာလို့အသက်ပိုရှည်နေကြသလဲ။ကျန်းမာနေကြသလဲဆိုတာကိုလေ့လာကြည့်တဲ့အခါမှာတာမန်အလေးထားတွေဖြစ်တဲ့ကျမရင်းနဲ့ညီညွတ်အောင်စားတော့တာဘဝကိုရိုးရိုးရှင်းရှင်းဖြတ်တန်းတာရင်းနှီးချမ်းတောက်တာ အပူပိုင်းသမားစုံမှာနေထိုင်တာစတဲ့အချက်တွေပြင်ဒီအီဂီကိုင်းဆိုတဲ့စကလုံးတစ်လုံးကိုလည်းလေ့လာတွေ့ရှိခဲ့ရတယ်။ဒီသဘောတရားကိုလေ့လာကြည့်တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးစိတ်ပညာနယ်ပယ်နဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်ရေးနယ်ပယ်မှာစာအုပ်စာရန်တအုပ်မှမထုတ်ရသေးဘူးဆိုတာလေ့လာတွေ့ရှိရတယ်။ဒီအီဂီကိုင်းဆိုတဲ့စကလုံးဟာအိုကီနာဝါကျွန်းကဘိုးသက်ရှိဘွားသက်ရှိတွေရဲ့အသက်ရှိရှိအနာကင်းကင်းနေရခြင်းရဲ့အကြောင်းရင်းတစ်ခုများလား။ ဘဝဏီကုံအဆုံးတက်တဲ့အထိကျမ်းမာရှင်လန်းစွာနေထိုင်ဖို့အရေးပါတဲ့အချက်တစ်ခုများလားကျမ်းမာပျော်ရှင်ပြီးတက်တန်းစေးနေနိုင်ဖို့အတွက်ဘယ်အရာတွေကများ အခရာကြားတယ်လဲဆိုတဲ့မိကုံတွေကျွန်တော်ကောင်းနေဝင်လာခဲ့တယ်ဒီကိစ္စတွေကိုကျွန်တော်အသေးစိတ်လေ့လာကြည့်တဲ့အခါထူးခြားတဲ့နေရာတစ်ခုကိုထပ်တွေ့ရတယ်အဲဒါကအိုကီနာဝါကျွန်းရဲ့မြောင်စွန်းစွန်းမှာရှိတဲ့အိုဂျီမီဆိုတဲ့ကျေးလက်မြို့ငယ်လေးတစ်ခုပဲပြန်မြလူပေါင်း3000လောက်ရှိမယ် ကမ္ဘာလူတတန်းရှည်ဆုံးနေရာတစ်ခုပေါ့ဒါကြောင့်လေဒီရွာကိုတက်ရှည်ရွာလို့ခေါ်ကြတာဖြစ်မယ်အိုဂီနာဝါကျွန်းဟာဂျပန်လူမျိုးတွေအကြိုက်ရှီကွာစာရှောက်သီးပုံအတီးတမျိုးထွက်တဲ့ဒေသတစ်ခုအဲဒီတတိကအသက်အရွယ်အိုမင်းမှုကိုတားဆီးပေးတဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေအများကြီးပါတယ်ဒီအချက်ကြောင့်များအိုဂျီမီကျွန်းကလူတွေဟာသူများတွေထက်ပိုအသက်ရှည်တာများလားမရင်းကရင်းနှွေးချမ်းကြိုပိုတုံးတဲ့ တန့်ရှင်တဲ့ရေကြောင်များလားပေါ့ဒီတော့နောက်ဆုံးမှာအဲ့ဒီအဘိုးအဘွားတွေစီလူကိုယ်တိုင်သွားပြီးလိလာဖို့ဆုံးဖြတ်လိုက်ကြတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတစ်နှစ်လောက်ကြိုလိလာလိုက်တယ်ပြီးတော့ကင်မရာတွေကိုစီနဲ့အိုဂျီမီရွာကိုသွားကြတော့တာပဲအဲ့ဒီရွာလူရွာသားတွေဟာသူတို့ရဲ့တန်ရင်းဘာသာစကားတမျိုးကို ပြောကြပြီးတစ်ပင်တွေကိုကိုးဝယ်ကြတယ်ဘင်နဂါယာလို့ခေါ်တဲ့စပင်းရှိရှိနဲ့တောဆောင်နဲ့ဟာသူတို့ဖျားပေါ့အဲ့ဒီကိုရောက်တော့ကျွန်တော်တို့ဟာ ဒေသခံတွေရဲ့လှိုက်လဲဖော်ရမှုကိုခံစားရတယ်။သူတို့ဟာဟာတာတွေပြောရင်ဘဝဝပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ်။အဲ့ဒီမျိုးလေးဟာလည်းကြည်လင်တန့်ရှင်းနေတဲ့စမ်းကြောင်းတွေဝန်းရံနေပြီးစိမ့်လန်းဆိုပြီးတဲ့စုံသောမြိုင်အင်းလင်မှာပျော်ရွှင်ကြည်တူးဖွယ်နေရလေးတစ်ခုပါပဲ။အဲ့ဒီကအတက်အကြီးဆုံးလူတွေနဲ့စကားပြောကြည့်တော့သူတို့အသက်ရှည်ကျန်းမာခြင်းဟာရှေ့ကပြောခဲ့တဲ့တဘာဝကပေးတဲ့လက်ဆောင်လေးထပ်ပို့တဲ့အရာတစ်ခုရှိတယ်ဆိုတာနားလည်လိုက်တယ်။သူမသူအောင်အေဂျင့်ပျော်ရွှင်မှုနဲ့သူ သူတို့ရဲ့ဘဝကိုကျေနပ်စွာဖျက်ဆီးနေကြတာတွေ့ရတယ်။တဖန်လာပြန်ပြီအီဂီကိုင်းဘာလဲအီဂီကိုင်းဆိုတာဘလို့အသိပဲလဲဘလို့ရအောင်လုပ်ရမလဲဒီအိုကီနာဝါကျွန်းမှာဒုတိယကမ္ဘာစစ်တုန်းကလူပေါင်းနှစ်သိန်းခန့်အသက်ဆုံးရှုံးသွားခဲ့ရကိုသိရတော့ကျွန်တော်တို့အံ့ဩခဲ့ရတယ်။ဒါပေမဲ့သူတို့ဟာတိုင်းစပါးသားတွေကို အမျက်ဒေါရမထားပဲသူတို့ရဲ့ဘဝချင်းစီတစ်ခုဖြစ်တဲ့ Echeribat Chotis ကိုနဲ့တခါမှမတွေ့ဘူးပေမဲ့လူတိုင်းကိုညီကိုရင်းလိုဆက်ဆံမှာဆိုတဲ့စကားနဲ့အညီနေထိုင်ကြတယ်။ဒါကြောင့်အိုဂျီမီရွာသားတွေရဲ့ဘဝပျော်ရွှင်မှုလှုပ်ဝှက်ချက်တခုဟာမိသားစုစိတ်သက်ရှိဖို့တနည်းအားဖြင့်လူအသိုက်ဝိုင်းနဲ့နေထိုင်ဖို့ဆိုတာပါပဲ။အဲ့ဒီကျွန်းသားတွေဟာငယ်စဉ်ကတည်းကယူအီမာရုလို့ဆိုတဲ့အတင်းအဖွဲ့နဲ့နေထိုင်ရှင်းဆိုတာကိုကျင့်သုံးကြတယ်။ဒါကြောင့်လည်းသူတို့ဟာတအူးဟိုတအူးကူညီဖို့လက်မနေတတ်ကြတာပေါ့။တယောက်နဲ့တယောက်ရင်းရင်းနှီးနှီး မိတ်ဆွေဖွဲ့ဖို့အစားအစာကိုအတင်းအကျပ်သာစားဖို့လုံလောက်စွာအိပ်စက်အနာယူဖို့ပုံမှန်ကိုကာရလေးရှိခံတွေလုပ်ဖို့ဆိုတာကျမ်းမာရေးအတွက်အရေးကြီးတယ်လို့အိုကီနာဝါကျွန်းက အဖိုးအဖွားတွေအတွက်နှစ်ပေါင်းရာရှိပျော်ရွှင်ဖွယ်မွေးနေ့တွေကိုဆင်နွှဲနိုင်ဖို့ဆိုတာကလည်းအီဂီကိုင်းဆိုတဲ့အချက်ဟာမပါမဖြစ်အရေးပါလာပါတယ်ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ဂျပန်လူမျိုးတွေရဲ့တက်ရှိကျမ်းမာနည်းတစ်ခုကိုလူအများအသုံးချနိုင်ဖို့တနည်းအားဖြင့် မိမိကိုယ်စီရဲ့အီကီဂိုင်းကိုရှာဖွေနိုင်ဖို့ရာဖြစ်ပါတယ်။မိမိတို့ရဲ့အီကီဂိုင်းကိုရှာဖွေတွေ့ရှိသူကတော့ပျော်ရွှင်ကြမ်းပါပြီးတတ်တော်ရာကျော်ရှေဖို့ဆိုတာစုတောင်းနေစရာမလိုပဲပြည်လာပါလိမ့်မယ်။တော်ရှင်ဘွဲဘဝခီလန်ဖြစ်ကြပါစေ။အခန်းတဲ့အီကီဝိုင်းနုပြိုရှင်အမှုပညာမိတ်ဆွေလူဖြစ်လာရခြင်းရွယ်ချက်ကဘာလဲ။ဂျပန်သူမျိုးတွေကိုစီမှာသူတို့ကိုပိုင်အီကီဂိုင်းတွေရှိကြပါတယ်။ တချို့ကသူတို့ရဲ့ EG ခိုင်ကို ရှာတွေ့သွားကြပြီမဲ့တချို့ကတော့ရှာခွေနေသေးပါပဲကိုထဲမှာရှိနေတာတော့မမြင်နိုင် မတွေ့နိုင်တဲ့သူတွေလည်းရှိကြသေးရဲ့ကျွန်တော်တို့ရဲ့ EG ခိုင်ဟာကျွန်တော်တို့ကိုယ်စီရဲ့ရင်ထဲမှာကိန်းအောင်နေပြီးသားပါဒါပေမဲ့သူတို့ရှာတွေ့ဖို့ဆိုတာကတော်တော်စိတ်ရှည်လက်ရှည်ရှာဖို့လိုတယ်ကမ္ဘာအသက်ရှည်ဆုံးလူတွေနေထိုင်တဲ့အိုကီနာဝါကျွန်းကတက်တော်ရာကျော်ရှည်သူတွေရဲ့အပြောအရ EG ခိုင်ဆိုတာလူတယောက်တစ်နေတာကိုစတင်ခြင်းရဲ့ အကြောင်းရင်းပဲတဲ့ကိုလုံးနေတဲ့လူကလည်းဘယ်တော့မှအငြင်းစားမယူနဲ့ကိုရဲ့အီဂီကိုင်းကိုရှင်းရှင်းလင်းလင်းရှိသားခြင်းဖြင့်ပျော်ရွှင်မှုကျင့်တဲ့ဖွယ်ရာတွေနဲ့ဘဝကိုအလေးပဲပြည့်စေပါလေဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကလည်းကိုရဲ့အီဂီကိုင်းကိုရှာတွေ့ဖို့နဲ့ကိုစိတ်နှစ်ပါးစမ်းမှချမ်းသာရင်းနဲ့ပတ်သက်တဲ့ဂျပန်အသွေးခေါ်တဒနာတွေဘဝအမြင်တွေကိုမျှဝေပေးဖို့ပါပဲဂျပန်ပြည်ကိုရောက်တော့အန်အောစရာတစ်ခုကလူတော်တော်များများဟာ အလုတ်ကပင်စင်ယူထားကြပေမဲ့တက်ကြွလန်းဆန်းနေတဲ့အချက်ပဲတကယ်တော့ဂျပန်လူမျိုးတွေဟာအလုတ်ကအငြင်းစားယူတယ်လို့မရှိဘူးဗျအသက်ရှိနေတဲ့တွေသူတို့နှစ်သက်သဘောကျတဲ့အလုတ်ကိုဆက်လုံနေကြတာတကယ်တော့အင်္ဂလိပ်စကားလိုအငြင်းစားယူတာကိုအလုတ်ကိုထာဝရစွန့်ခွာသည်ဆိုတဲ့အသေးပဲနဲ့စကားလုံးဂျပန်စကားမှာကိုမရှိတာဂျပန်နိုင်ငံအကြောင်းကောင်းကောင်းနားလည်တဲ့ Nation နဲ့ Geographic သတင်းထောက်တမ်ဘူးအတ္တရာကတော့ဂျပန်ရင်ကျေးမှုမှာ ဘဝကြီးရွယ်ရှက်ရှိဖို့ဆိုတာအသက်သမျှအရေးကြီးတယ်။ဒါကြောင့်ကျွန်တော်တို့တွေးနေတဲ့အငိမ့်စားယူရဲဆိုတာဂျပန်မှာမရှိဘူးတဲ့။သာဝရလူပြိုရှင်ကျွန်းငယ်။တက်ရှိဂျမ်းမာရှင်ကြောင့်လေးလာချက်တွေရလူအတိုင်းဝိုင်းနဲ့နေထိုင်ခြင်းရှင်းလင်းပြတ်သားတဲ့ဤကိကန်ရှိခြင်းဆိုတာဂျပန်လူရဲ့ဂျမ်းမာရေးနဲ့ညီညွတ်တဲ့အစတတ်တွေလိုပဲအရေးကြီးတယ်။ဒီဆက်တောင်ပိုအေးပါရှင်အောင်မှာအပြာရောင်နေမြေလို့ခေါ်တဲ့အတက်ရှည်ဆုံးလူသားတွေနေတဲ့ ီကီနာဝါကျွန်းရဲ့တရားဒေသတွေကအသက်တရာရှိသူတွေကိုစေပညာအရာလေ့လာမှုတွေပြုလုပ်တဲ့အခါအယံစိတ်ဝင်စားစရာအချက်တွေကိုတွေ့ရှိရပါတယ်။သူတို့ဟာအသက်ရှင်ရုံတွေမကဘူး၊ကင်ဆာ၊နှလုံးရောဂါလိုမျိုး၊နာတာရှည်ရောဂါတွေအဖြစ်နေသလိုအယိုးအဆိပ်ရောင်ရမ်းတာလိုမျိုးရောဂါလည်းအတွေ့ရနေတယ်။အသက်ရွယ်နေမမြအောင်တက်ကြွပြီးကျန်းမာရေးနဲ့ပြည့်စုံကြတယ်။ရင်းနှွေးချမ်းတောက်ပြီးဗိုက်တင်းအောင်ထမင်းမဆလာတဲ့အကျိုးဆက်အနေနဲ့သွေးတွေကိုစစ်ကြည့်တဲ့အခါအရွယ်အိုမင်းရှိကိုဖြစ်စေတဲ့ free radical တက်တွေလည်းအတွေ့အများနဲ့အမျိုးသမီးတွေအနေနဲ့လည်းတွေးဆုံခံနေကြုံရတတ်တဲ့လက္ခဏာတွေစိုးစိုးဝါးဝါမခံစားရသလို အရွယ်အိုမင်းတဲ့အထိအမျိုးသားတွေရောအမျိုးသမီးတွေမှာပါဒိန်ဟော်မိုးတွေမကုန်ကြသေးပါဘူးမိလျော်ချင်းမျက်ညံမကောင်းခြင်းဟာလည်းကဘာလုံးပြင်းမြပမာဏအောက်နေပါလေဒီစားဥမှာအပေါ်ကအချက်တွေကိုလေ့လာကြရမယ်အပြင်သူတည်တနာတွေးရှိချက်တွေအရတော့အိုကီနာဝါကျွန်းလူတွေရဲ့အီဂီတိုင်းကိုအလေးထားခြင်းဖြင့် သူတို့ရဲ့နေစဉ်ဘဝမှာဒီမှာကတဘဝလုံးကြမ်းမာခြင်းအသက်ရှင်ခြင်းအတွက်လည်းအရင် အရေးပါတာကိုတွေ့ရှိရပါတယ်။ Ikigai နောက်ွယ်ကစကားလုံးများဂျပန်စကားလုံး Ikigai ဟာအသက်ဘဝနဲ့နေပျော်ရှင်ဆိုတာတွေကိုပေါင်းစပ်ထားတာဖြစ်ပြီးအဲ့ဒီစကားလုံးတွေကိုထက်ခွဲလိုက်ရင်ချက်ဝတ်တန်စာနံပါတ်၁အရေးပါဆုံးလို့အသိပေးရပါတယ်။နောက်တစ်မျိုးကတော့စစ်မြေပြင်ကိုရေရွေးဝင်ရှိတတ်မယ်။ခေါင်းဆောင်တယောက်လိုဥဆောင်မယ်ဆိုတဲ့သဘောနဲ့လှပခြင်း စက်တည်ရှိခြင်းလို့အထိပ္ပယ်ရပါတယ်။အပြာရောင်နေမြေ9နေရာကမ္ဘာအသက်ရှည်ဆုံးနေရာတွေမှာဘလူးဆုံတွေထဲမှာအီကီနာကကျွန်းဟာထိတ်ဆုံးကပါဝင်ပါတယ်။အဲ့ဒီကျွန်းမှာအမျိုးသမီးတွေဟာတခြားကျွန်းတွေထက်အတက်လဲပိုရှည်ကြသလိုယောဂလည်းနေပါကြပါတယ်။တမ်မူအတ္တရာက သူ့ရဲ့အပြာရောင်နေမြေများစာအုပ်ထဲမှာအဲ့ဒီနေရာ9နေရာကိုအောက်ပါအတိုင်းရေးပြခဲ့ပါတယ်။နံပါတ်1အီကီနာဝါဂျပန် ထူးသဖြင့်ကျွန်းရဲ့မြောက်ပိုင်းဒေသကျွန်းသူကျွန်းသားတွေဟာဟင်းဒီဟင်းရွက်နဲ့တို့ဘူးအနေငယ်ကိုပကံချက်လေးပေါ်မှာတင်ပြစားကြပါတယ်။ဤကီကိုင်းဆိုတဲ့ဘဝသဒ္ဒနာအပြင်မိုအီးလို့ခေါ်တဲ့သစည်းစလုံးအတိုက်အဝန်းနဲ့နေထိုင်ရှိဆိုတာလဲသူတို့တက်ရှိကြမှာချင်းရဲ့လိုအပ်ချက်တစ်ခုပါပဲ။နံပါတ်1စာဒီနီးယားအီတလီနူအိုရိုဒေသနဲ့အိုဂလီယာဆက်ထရာဒေသကျွန်းသူကျွန်းသားတွေဟာနေစဉ်နေတိုင်း ဝိုင်းတခွက်နဲ့ဟင်းဒီဟင်းရွက်တွေအများကြီးစားကြပါတယ်။အိုကီနာဝါကျွန်းလိုပဲဒူတူဦးနဲ့တူစီစီလုံးလုံးနေတဲ့ချင်းဟာဒီကျွန်းသူကျွန်းသားတွေရဲ့အသက်ရှင်ရှင်နေရာချင်းလှုပ်ဝက်ချက်တစ်ခုပါပဲ။နံပါတ်3လိုမာလင်ဒာကယ်လီဖိုးနီးယားသူတို့တွေကအမေရိကန်နိုင်ငံရဲ့အသက်ရှင်ဆုံးလူတွေဖြစ်တဲ့ Seven Day Adventist တရှိကိုလေ့လာခဲ့ကြပါတယ်။ Seven Day Adventist ဆိုတာ Christian ဘာသာဂိုင်းတစ်ခုရဲ့အတင်းသားတွေဖြစ်ပြီး ခရစ်တော်ဟာကမ္ဘာမြေကြီးကို ပြန်လာမယ်လို့ယုံကြည်ကြတယ်။သူတို့ရဲ့ဥပုံတွေကိုတနင်္ဂနွေနေ့မှမလုပ်ဘဲစနေနေ့မှပြုလုပ်ကြတယ်။နံပါတ်၄နီကိုယာကျွန်းကိုစတာရီကာဒီကျွန်းမှာနေထိုင်သူတွေဟာအသက်60ကျော်တဲ့တန်အောင်အရန်တက်ကြွဖြစ်လက်ကြတာတွေ့ရတယ်။ကျွန်းရဲ့အသက်ကြီးဆုံးလူတွေဟာလေဝင်းမှာအလုပ်လုပ်ဖို့အတွက်နေ့တိုင်းမနက်9နာရီခွဲမှအိပ်ယာထားလေးရှိကြတယ်။နံပါတ်၅အာကာရီယာဂရိ တာကီနိုင်ငံအစွန်းသားမှာရှိတဲ့ဒီကျွန်းမှာလူ၃ယောက်မှတစ်ယောက်နှုန်းဟာအသက်60ကျော်တွေပါ။ဒါကြောင့်လည်းတက်ရှိကျွန်းလို့သတ်မှုကြတာပေါ့။အမေရိကမှာလူဦးရေရဲ့တရားခိုင်နှုန်းလောက်ပဲအသက်60ကို ကျော်နေတာသိကြရတယ်။အဲဒီဒေတာရဲ့အသက်ရှင်ရှင်ကြီးကတော့ BC 900လောက်ကလေးကဆင်းသက်လာတာတဲ့။နောင်လာမဲ့ခံတွေမှာအပေါ်ကဒေတာတွေမှာနေတဲ့လူတွေရဲ့အသက်ရှင်နေရတဲ့အကြောင်းရင်းတွေကိုလေ့လာကြရမှာပါ။ဒါပေမဲ့ဟိုကီနာဝါကိုတော့အဓိက ဆွေးနွေးသွားမှာပေါ့လေဒီမှာတစ်ခုသိထားဖို့ကအဲ့ဒီတဲကဒေတာ၃ခုဟာ ကျုံးနေဖြစ်ပြီးအစာရေစာတွေလည်းပေါ်ပေါ်မများမရှိတာကြောင့်ကျုံးကလူတွေဟာတယောက်ကိုတယောက်တနည်းနည်းနဲ့ကူညီကြရတယ်သူတို့တွေအများစုအတွက်ကတော့တယောက်ကိုတယောက်ကူညီရင်းဆိုတာဟာသူတို့ရဲ့ရှင်သန်နေရခြင်းရဲ့အီဂီကိုင်းပဲထင်ပါရဲ့အပေါ်ဒေတာ၅ခုကိုလေ့လာခဲ့တယ်သိပ္ပံပညာရှင်တွေရဲ့အပြောအရတော့အသက်ရှိရှိနေထိုင်ဖို့အတွက်တော့ချက်တွေကတော့အစာအသောက်ကာယလေ့ကျင့်ခန်း ဘဝရဲ့အထိပ္ပယ်ဤကိကံကိုရှာဖို့နဲ့လူတွေနဲ့ခင်မင်ရင်းနှီးစွာဆက်ဆံဖို့တဲ့။တနည်းအားဖြင့်မိဆွေအပေါင်းအသင်းတွေမိသားစုဝင်တွေ အများကြီးရှိဖို့ပေါ့။သူတို့တွေဟာနေစဉ်ဘဝမှာစိတ်တော်ကားတွေကိုရှော့ရှာဖို့အချိန်ကိုစီမံနိုင်ကြသလိုတားငါးတွေလည်းနည်းနည်းပဲစားတယ်။အစင်းလေးလှုပ်ထားတဲ့အစားအစာတွေကိုမစားသလောက်ပဲ။အရက်ကိုလည်းအတင့်တစ်ပဲတောက်ကြတယ်။ပင်မနွမ်းနေစေမဲ့ကာယလေးကြီးခံတွေကိုတော့မလုပ်ကြပေမဲ့နေစဉ်လမ်းလျှောက်တာဥယျာဉ်ရံမှာအလုပ်လုပ်တာမျိုး တာမန်လှူရှားမှုတွေကိုတော့နေတိုင်းဆောင်ရွက်ကြရတယ်။အဲ့ဒီဒေသကလူတွေဟာကားမောင်းတာထက်လမ်းလျှောက်ရတာကို ပိုနှစ်တက်ကြတယ်။အာလုံးနီးပါးဟာဥယျာဉ်ထဲမှာမျက်နှုတ်ပေါင်းတင်ရေလောင်းတာလိုမျိုးတာမန်ပုတ်ပုတ်ပါပါအလုပ်လေးတွေကိုလုပ်ကြပါတယ်။80ရာခိုင်နှုန်းလိုအပ်ချက်ဂျပန်မှာ လူသိများတဲ့ဆိုယိုးစကားတစ်ခုကတော့ harat hachi bu တဲ့။အဓိပ္ပာယ်ကတော့80ရာခိုင်နှုန်းပဲဖိပြေအောင်စားပါလို့ရတယ်။ အဲ့ဒီစကားကိုအစားမစားခင်နဲ့စာပြေတိုင်းရွတ်ဆိုရတယ်။ဂျပန်ရှိပညာရှင်တွေကဘိုက်တင်းအောင်မစားဖို့ညွှန်ကြားခဲ့ကြတယ်။ဒါကြောင့်လဲအိုကီနာဝါကျွန်းသားတွေဟာရှစ်ဆက်ရာခိုင်နှုန်းဘိုက်ပြတဲ့အခါအစားစားတာကိုရပ်ပြတတ်ကြတယ်။အဲ့ဒါလိုမဟုတ်ပဲနေငန်စားတာလိုအပ်တဲ့ပိုစားပြီးအစာရှည်စနစ်ကိုဝင်ပိစေတာဟာအသက်အရွယ်ဦးမင်းရှင်ကိုဖြစ်စေတဲ့ free radical တွေကိုပိုထွက်စေတယ်။ဒါပေမဲ့ပြောတာပြောရတာရှစ်ဆက်ရာခိုင်နှုန်းဘိုက်ပြတာကိုဘယ်လိုသိမှမလို့လဲ ဘိုက်ကမီလာခွဲပါတယ်စီးပိုင်းမှမဟုတ်တာဒီစကားပေါ်ရဲ့အဓိကဆိုလိုရင်းကတော့ဘိုက်သိမ်းပြီလို့ခံစားရတဲ့အခါအစားစားတာကိုရက်လိုက်ဖို့ပဲဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဟင်းခွဲအပူစားတာဘိုက်ပြင်းနေသေးပြီမဲ့ဆက်စားတာမစားတဲ့မင်းတည့်ရက်နဲ့ဘုံနဲ့တရေစာတွေကိုဆက်စားနေတာတွေဟာလောလောဆယ်မှာတော့စိတ်ကျဉ်းနှံ့မှုကိုပေးနိုင်ပေမဲ့ရေရှည်မှာကိုယ့်အတွက်ဘာအကျိုးမှမရှိပါဘူးအစားစားတဲ့အခါဘလောက်စားတယ်ဆိုတာထက်အဲ့ဒီအစားအစာကိုဘလို့ပြင်ဆင်ချက်ပြုတ်တယ်လဲဆိုတာလဲအရေးကြီးပါတယ် ဂျပန်တွေဟာထမင်းစားတဲ့အခါမှာဗကန်တိတိလေးတွေမှာဖော်ဖော်ရရချက်ပြီးစားတတ်ကြတယ်ဒီလိုထက်လိုက်တော့သူတို့ဟာထမင်းသိပ်အများကြီးမစားဖြစ်တော့ပါဘူးပုံမှန်အားဖြင့်လေမဲတစ်ချက်မှာခွက်၅ခွက်ပါပြီး၄ခွက်ကတိတိလေးအဓိကအစားအစာထည့်တဲ့ခွက်ကတော့နည်းနည်းပိုကြီးတယ်ကိုရှိမှာဟင်းခွက်၅ခွက်တောင်ဆိုတော့အများကြီးစားမယ်ထင်ချင်တယ်မှာဒါပေမဲ့တကယ်စားတဲ့အခါတော့ဘိုင်မတင်ပဲထမင်းဝါသွားတတ်ကြတာဒါကြောင့်လေဂျပန်ကိုလာတဲ့အနောက်တိုင်းသားတွေဆိုရင် အချိန်တိုတိုတွင်မှဝိတ်တွေကြပြီးပိပိန်ပါပါဖြစ်သွားကြတာပေါ့မကြခင်ကအာဟာရပညာရှင်တွေရဲ့လေ့လာမှုအရအိုကီနာဝါကျွန်းသားတွေဟာပြင်းပြအဖြစ်တနေ့မှာကယ်လိုရီ1800ကနေ1900လောက်ပဲစားတတ်ကြတယ်တဲ့အမေရိကမှာတော့ကယ်လိုရီ2000ကနေ3300အထိစားကြတယ်တဲ့ဂျပန်လူမျိုးတွေရဲ့ BMI ခန္ဓာကိုယ်ဒုတဲ့အငြိမ်ကွန်ဟာ18ကနေ22အထိပဲရှိကြပြီးအမေရိကမှာတော့ 26ကနေ20ခုထိရှိကြတယ်။အိုကီနာဝါကျွန်းသားတွေဟာတိုဘူး၊မြောက်ဦး၊ငါ၊တပတ်၃ရက်တာနဲ့ဟင်းနီဟင်းရွက်တွေကိုတစ်နေ့ဆက်သက်အောင်စားခံပဲစားကြတာ။အာဟာရနဲ့ပတ်သက်တဲ့အခန်းကိုရောက်တဲ့အခါမှာ သူတို့စားတဲ့ရှစ်ဆက်ရာခိုင်နှုန်းထဲမှာဘာရီပါလဲဆိုတာသိသာကြရမယ်။မိုးဝိုင်း၊ကျမဘူရာပေါင်းတင်မှာအီကီနာဝါကျွန်းမှာတယောက်နဲ့တယောက်စီစီလုံးလုံးရင်ညွတ်ညွတ်နေထိုင်ခြင်းဟာအစင်နာတစ်ခုလိုပါပဲ။မိုးအဝိုင်းဆိုတာက စိတ်ဝင်စားမှုရှင်တူတဲ့လူတွေနဲ့ဖွဲ့ထားကြတဲ့အသင်းအဖွဲ့တစ်ခုပါပဲသူတို့တွေအတွက်တော့အများအကျိုးဆောင်ရွက်ခြင်းဟာသူတို့ဘဝရဲ့အီဂီကိုင်းတွေပါပဲမိုးဝိုင်းဆိုတာရှေးခေတ်ကဆန်ရည်စပါးရှားပါးတဲ့အခါဒေသမတွေအချင်းချင်းစုဆောင်ကြပြီးတယောက်ကိုတယောက်လေယာဉ်မြေစိုက်ပျိုးခြင်းနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကိုပေးဖို့ကောက်ရိတ်သိမ်းဖို့စုဆောင်ကြရတာကနေစခဲ့တဲ့အခေါ်အဝေါ်တစ်ခုပါအသင်းဝင်တွေဟာလာစဉ်လာတိုင်းတတ်မှတ်ထားတဲ့ထဲဝင်ငွေကိုထည့်ကြရတယ်ဒီငွေနဲ့ အစည်းအဝေးပွဲတွေညစာတည်ခင်းတာတွေဂျပန်စစ်သူရင်တွေကစားကြတယ်။ဒါမှမဟုတ်တခြားဝန္နာပါတဲ့အရာတခုကို စုဝေးပြုလုပ်လေးရှိကြပါတယ်။အဲ့ဒီအသင်းငွေတွေကိုအသင်းရန်လှူရှားမှုတွေအတွက်သုံးရသလိုတကယ်လို့ငွေလိုရင်လည်းပိုးတဲ့ငွေကနေတစ်လက်စီယူကြရတယ်။ဒီနေ့အပြင်အဖွဲ့ဝင်ဖြစ်ခြင်းဟာစိတ်ကျမ်းမာရေးကိုအထောက်အကူပြုလုပ်နာမကငွေရေးကြီးကိုလည်းအထောက်အကူရတာပေါ့။တကယ်လို့သူတို့ရဲ့အသင်းထဲကတယောက်ယောက်ကငွေကြီးအကျက်တွေကြုံနေရရင် အသင်းရဲ့ငွေကလည်းကြိုတင်ချေးယူလို့ရတယ်။တည်င်းနဲ့တည်င်းဘန်နာရေးကောက်ဆုံးလုံလေးတွေကွဲပြားတာတော့ရှိပေမဲ့အသင်းဝင်ဖြစ်ခြင်းဟာသူတို့ရဲ့စိတ်လုံခြုံမှုကိုပေးသလိုမျိုးလူသက်သန်းကိုလည်းတိုးတက်စေပါလေ။ဒီစာအုပ်မှာပါတဲ့အခန်းချို့နဲ့အညီဒီနေ့လိုမျိုးနည်းပညာခင်မှာလူတွေဘာကြောင့်အချိန်မတိုက်ခင် အိုမင်းရင်ရောသွားကြတယ်လဲဆိုတာလေ့လာကြည့်ကြပါမယ်။ပြီးတော့လူတွေရဲ့အီဂီကိုင်းနဲ့ဆက်ဆက်နေတဲ့အခြားအချက်တွေကိုလည်းမှွေနောက်ရှာဖွေလေ့လာကြရပါမယ်။